နိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့ပြီးဇန်နဝါရီ30ရက်ကနေဇွန်24ရက်အထိတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း980ဦးရှိတယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံအပါဝင်အိန္ဒိချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖျက်ဆီးပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်ပြည်နယ်မြောက်ရီမြို့ရွှေကောကိုမဲထော်တလေ KK Park နဲ့ကြောက်ခတ်နေမြို့တွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေဒူးစရိုက်မှုတွေကျွလွန်ခဲ့ကြတဲ့ဖိလစ်ပိုင်နိုင်ငံသားနေပေါ်နိုင်ငံသားတွေအပါအဝင် ပြည်ပနိုင်ငံသား28ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေဇွန်လ24ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9180ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်က1983ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေထံဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား198ဦးကို သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရလို့သိရပါဗျာ။